မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှား၏အပြစ်ရကံလန်ချက်ကိုပယ်ချပြီးနောက်မင်းအောင်လိုင်းအပါအဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ပြီး180ပြည်ရုရှားရင်ပြင်ဒီအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတာဝန်မယူဟုယူကရိန်းသမ္မတသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အကြံဖတ်မင်းအောင်လိုင်းအပါအဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်ပြီး180ပြည်ရုရှားရင်ပြင်ဒီအောင်ပွဲအခမ်းအနားလုံခြုံရေးတာဝန်မယူဟုယူကရိန်းသမ္မတ Volodymyr Zelensky ကသတိပေးလိုက်ပါတယ် မေလ9ရက်နေ့ရုရှားနိုင်ငံရင်ပြင်တီတွင်ပြုလုပ်မည့်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနှစ်80ပြည့်အထိမ်းအမှတ်အဖြစ်တရုတ်သမ္မတရှီကျင်းပြင်ကအကြမ်းဖက်မင်းအောင်လိုင်းအပါအဝင်နိုင်ငံတကာတချို့ခေါင်းဆောင်များတက်ရောက်ရန်ရှိနေပြီးယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်းဖြစ်ပျက်မှုများအတွက်တာဝန်ယူမည်မဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပါတယ်။နှစ်80ပြည့်ရင်ပြင်တီအောင်ပွဲအထိမ်းအမှတ်အတွက်မေလ8ရက်နေ့မှမေလ10ရက်နေ့အထိအပြည့်ခတ်ရက်စဲရန်ရုရှားသမ္မတပူတင်၏အဆိုပြုချက်ကိုလည်းယူကရိန်းသမ္မတကပယ်ချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေ9ရက်နေ့ဖြစ်ပေါ်လာမည့် အခြေအနေများအတွက်တာဝန်မယူနိုင်ကြောင်းတရားဝင်ပြောဆိုလာခြင်းဖြစ်ပါတယ်။ ယူကရိန်းသမ္မတ၏ပြောဆိုချက်သည်ရုရှားနိုင်ငံသို့လာရောက်ပြီးနိုင်ငံတကာကောင်းဆောင်များ၏လုံခြုံရေးကိုတိုက်ရိုက်ချိန်ချောင်းနေပြီးအကြမ်းဖက်ရန်ချိန်ချောင်းမှုအဖြစ်ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရမာရီယာဇာခါရိုဗာကတုံ့ပြန်ပြောဆိုပါရယ်ရုရှားနိုင်ငံတွင်မေလ9ရက်နေ့ပြုလုပ်မည်ရင်းပြင်းသည့်ခြိတက်ပွဲကိုစစ်ကောင်စီဘက်မှလည်းပါဝင်တက်ရောက်ခြိတက်မည်ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်လိုင်းမှမေလ9ရက်နေ့ရုရှားနိုင်ငံသို့တွားရောက်မည်ဖြစ်ကြောင်းသိရှိရပါရယ်ဆက်လက်ပြီးစစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းတောင်ငူခရိုင်ရှိအကျန်းဖွဲ့စစ်တပ်ဤတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေးတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာလေးတပ်ရဲမင်းနှင့်လေးတပ်အရာရှိများအပါအဝင်၁၁ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးခဲ့ကြောင်း Bravery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ April 30ရက်နေ့တွင် BWN အဖွဲ့နှင့်မဟာမိတ်အဖွဲ့များဖြစ်သော MKCDF, ACPLF နှင့် န်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ငူရှိအကျန်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခါနဲ့တောင်ငူကေတုမဒီလေးတဲ့စခန်းတို့ကို BWM Mission 35နဲ့36အပြင်ရှော့တိုက်တုံး14လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခတိုင်ယုံစစ်ဦးစီးဌာနရှိသောအစအုပ်ဘက်အကျန်းထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစရင်ယုံနဲ့ထိခိုက်ပျက်စီးခဲ့ကြောင်း ထို့ပြင်စကန်းယုံနေရာတချို့လည်းထိခိုက်ပျက်စီးခဲ့ကလေတက်အရာခံဖို့နဲ့တက်ကြကြီးလိုင်းကန်းနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းကန်းနေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်လေတဲ့ရဲမင်းနှုတ်အပါအဝင်လေတဲ့အရာရှိ၃ဦးနဲ့အခြားအဆင့်ဆက်သည့်၈ဦးသေဆုံးကအရာရှိ၅ဦးနဲ့အခြားအဆင့်ဆက်သည့်၁၂ဦးစိုးရိမ်ပွဲပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလေတဲ့၃မော်တော်ယာဉ်နှစ်စီးလည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ် တန်ငူလေတဲ့အတွင်းတွင်လည်းလေရင်တူလာယုံအဆောက်အဦအပါအဝင်အဆောက်အဦနှလုံးထိခိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေတဲ့အရာရှိနဲ့စစ်တီတချို့တိတ်ဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရရှိသူအချို့ရှိကြောင်းတန်ငူလေတဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်၍စစ်ကောင်စီဘက်မှသတင်းဖုံးဖိမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက်ထိခိုက်တိတ်ဆုံးမှုကိန်းကနက်အချက်အလက်ကိုအတိအကျဖော်ပြ၍မရကြောင်း Brave Warrior Force မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ် တောင်ငူလေတက်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်လို့သိရပါတယ်။အခုတည်းလေရင်မတက်နိုင်သေးဘူးလို့လည်းသိပါတယ်ဟု Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်။ ဆက်လက်ပြီးရန်ကုန်မော်လမြိုင်ကားလန့်ပေါ်ရှိမိုးကောင်းတရာဒုတိယကြိမ်မိုင်းခွဲခံရပြီးပျက်စီးကျကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မွန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလန့်မပေါ်ရှိမိုးကောင်းတရာမှာယမန်နေ့ညပိုင်းမိုင်းပေါက်ကွဲပြီးပျို့ကျပျက်စီးသွားကြောင်းဒေသပြည်သူများနဲ့ကုန်တင်ရမောင်းများကသတင်းဌာနသို့ပြောဆိုပါတယ်။ယမန်နေ့မလ3ရက်နေ့ည7:19မိနစ်အချိန်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလန့်မပေါ်ရှိမိုးကောင်းတရာမှာမိုင်းခွဲခံရခြင်းဖြစ်ပြီးတရာမှာလုံးဝပျို့ကျပျက်စီးသွားကြောင်း ။ယခုမိုင်းခွဲခံရမှုမှာဒုတိယအကြိမ်မိုင်းခွဲမှုဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့တွင်လည်းမိုင်းခွဲခံရ၍မိုးကောင်းတရပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ မိုးကောင်းဖယားနာမှာရှိတဲ့တရာမိုးကောင်းတရာဟုခေါ်ကြသည်ကိုမင်းညပိုင်းမိုင်းခွဲသွားတာပါကားတွေကညကလေးကပြတ်မရတော့ဘူးတရာကအပိုင်းပိုင်းအဆဆဖြစ်သွားတယ်ဟုတရာပြက်စီး၍ပိတ်မိနေသည်ခရီးတဲ့တူကလူမှုကွန်ရက် Facebook Messenger မှာတက်စင်သတင်းဌာနသို့ပြောဆိုပါတယ်မိုင်းခွဲခံရသည့်အနီးအနားကျေးရွာများမှပြည်သူတို့၏အဆူအယားဒုတိယအကြိမ်မိုင်းခွဲခံရမှုမှာတရာလုံးဝသုံးမရအောင်ပြက်စီးသွားကြောင်းမိုင်းမှာပထမအကြိမ်ထက်ပိုမိုပြင်းထန်ပြီးတရာပြက်စီးမှုမှာလည်းပထမအကြိမ်ထက်ပိုမိုဆိုးရွားကြောင်းပြောကြပါတယ် ဆက်လက်ပြီးမရရမျိုးနဲ့ရွာတန်းရှိရွာစာတင်ချောင်းကိုစစ်တပ်ကလေရင်ပြက်ပုံချဲမှုအမျိုးသမီးတအုပ်သေးဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းမရရမျိုးနဲ့ရွာတန်းရှိရွာစာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ပြက်ပုံချဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတအုပ်သေးဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပြင်းလင်းခရိုင်ပါကာဖားမှာတာဝန်ရှိသူတအုပ်ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ၃ရက်နေ့မော်လယ်၃ :19 မိနစ်ခန့်တွင်မရရမျိုးနဲ့အနောက်ချမ်းရှိရွာတန်းရှိကျေးရွာစာတင်ချောင်းအတွင်ကိုတရာဦးလေတပ်မှတက်လာ သည့်အကျန်းပတ်စစ်တပ်၏ KHW Jet Fighter တစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်းလေကြောင်းတိုက်ခိုက်မှုအတွင်အမျိုးသမီးတဦးသေဆုံးကပြည်သူလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနှွားတကောင်သေဆုံးကစာတင်ကျောင်းဆောင်အဆောက်အဦများလည်းထိခိုက်ပျက်စီးမှုရှိကြောင်းသိရပါသည်။တည်ဆုံသွားတဲ့အမျိုးသမီးကတော့အသက်25နှစ်ဝန်းကျင်လောက်ပဲရှိတယ်။ဒဏ်ရာရတာကအမျိုးသားတဦးနဲ့အမျိုးသမီးသုံးဦးပေါ့ဟုပြည်ဦးလေခရိုင်ပါကာဘာမှတာဝန်ရှိသူတဦးကပြောဆိုပါရယ်။ ပြည်သူများအနေဖြင့်လည်းအကျန်းဖတ်စစ်ကောင်စီနှင့်ဝေးရတွင်နေထိုင်ကြရန်နှင့်လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံကိုခြင်းများတူးထကြရန်ပြည်ဦးလေခရိုင်ပကပကအတိပေးနှိုးဆော်ထားပါသည်။ AA စစ်ဦးစီးချုပ်ကဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီး AA တပ်သားတွေကိုရရဲတောက်အမှားစကားပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဗမော်တိုက်ပွဲမှာ KIA အပါဝင်မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပါဝင် တိုက်ခိုက်နေတဲ့အာရကတပ်တော် AA ရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖုံးမတက်စင်ဗီဒီယိုကောခေါ်ကအားပေးစကားပြောကြားခဲ့တယ်လို့ကချင် official page မှာဖော်ပြထားပါတယ်။ ်ခုလိုရေးသားဖော်ပြရမှာမကြခင်အောင်ပန်းစင်တော်မဲ့ဗမော်တိုက်ပွဲရောက်နေတဲ့အေအေတပ်သားတွေကိုဗိုလ်ချုပ်ထုံးမြတ်နိုင်အာဘိစကားပြောကြတယ်လို့ဖော်ပြကြပါရယ် ။ကြပြင် AACOC ချုပ်ကဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတူတက်သားတွေကိုရဲရဲတောက်အမစကားပြောချနေတာကို AA တပ်သားမှနာခံယူလို့လည်းရေးသားထားပါရယ်။စစ်ဦးစီးချုပ်အမစကားကောက်နှုတ်ချက်ဆိုပြီးအခုလိုဆက်လက်ဖော်ပြထားပါရယ်။ကချင် KIA ဟာရခိုင်နဲ့ AA အတွက်ထာဝရအကောင်းဆုံးမဟာမိတ်ဖြစ်တဲ့ဒို AA တွေအနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီနေ့အကောင်းဆုံးအချိန်တွေပဲ။လက်ရှိဗမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမှ ညာနဲ့ဗမော်မျိုးကြီးကိုတင်ပိုက်ပြီးကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစ조사ပါစတဲ့အချက်တွေကိုကောက်နှုတ်ဖော်ပြချပါတယ်ဆလဘီကုမင်းဆွေးနွေးပွဲအဆင်မပြေကြောင်း TNL ထုတ်ပြန်ပြီးနောက်စစ်ကောင်စီကမိုးကုံနဲ့နောင်ချိုကိုဖုံးကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်စစ်ကောင်စီနဲ့ TNL တို့ဤကုမင်းဆွေးနွေးပွဲသဘောတူညီချက်မရကြောင်း TNL ထုတ်ပြန်ပြီးနောက်စစ်ကောင်စီကမိုးကုံမြို့နဲ့နောင်ချိုမြို့ကိုဖုံးကျဲခဲ့ပါတယ် TNL ကကုမင်းဆွေးနွေးပွဲအကြောင်းသတင်းထုတ်ပြန်ပြီးနိုင်ပိုင်းအကြာမှပဲစစ်ကောင်စီကမေလ၂ရက်ည7:45မိနစ်ကလည်းမိုးကုံမြို့အရှေ့ပိုင်းဗဟင်းရွာနဲ့အနောက်ပိုင်းနှာအုပ်အင်းရွာကိုဘုံကျဲခဲ့ပါတယ်။စစ်ကောင်စီကပေါင်150ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအုပ်ပြင်ရက်ွက်ရှိဓမာယုံနဲ့ပြည်သူလူထုနေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF TNL ကမေ3ရက်တွင်ထုတ်ပြန်ပါတယ်။ ထို့ပြင်မေလ3ရက်နေ့နံနက်ပိုင်း9:02မိနစ်တွင်ကြက်ဝိုက်တာဖြင့်မိုးကုံမြို့နယ်အနောက်ပိုင်းကတဲဖုံကြီးကျောင်းကိုထပ်မံဖုံးကျဲခဲ့ရာအ ਨੇ ဆုံးလူတအုပ်သေဆုံးခဲ့တယ်ဟုဒေသခံတအုပ်ကပြောပါရယ်ဖုံကြီးကျောင်းမှာမင်္ဂလာဆောင်ရှိတယ်လို့ကြားတဲ့ဘုံကဘလောက်ပြင်းတယ်လဲဆိုရင်သူတို့ကျဲတဲ့နေရာနဲ့ခလန်းလန်းပယံဆရာကိုဘုံစမှန်ပြီးသေဆုံးနေကျောင်းဘက်မှာတိကြိုက်တဲ့ကြပြီးတိတိကျကျမသိရသေးပါဟုမြို့ကန်တအုပ်ကပြောပါရယ်အဆိုပါပုံကျဲမှုတွင်ဒေသခံတအူတည်ဆုံးခဲ့ပြီးနေအိမ်ပြည့်စည်းခဲ့ကြောင်း TNL ကလည်းထုတ်ပြန်ထားပါရယ် ထို့ပြင်မေလ၂ရက်ညနေပိုင်းကလည်း DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်မှာလုံဝဲရွာတဲ့သို့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့သည်ထို့ဘုံကျဲမှုတွင်ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ DNL နဲ့စစ်ကောင်စီသည်နောင်ချိုမြို့တွင်လည်းတိုက်ပွဲပြင်းထန်နေသည် တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့်စစ်ကောင်စီတပ်နှင့် TNLD အပြစ်ရစဲရန် AB 28နဲ့29ရက်တွင်တရုတ်ပြည်ကုမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်ကောင်စီက TNLD သိမ်းပိုက်ထားတဲ့မြို့ငါးမြို့ကိုပြန်ပေးရန်တောင်းဆိုမှုအပေါ်သဘောမတူ၍ဆွေးနွေးဝယ်ရှိမဆက်နိုင်ဟု TNLD ကထုတ်ပြန်သည် စစ်ကောင်စီက TNL နဲ့မဟာမင်းများသိမ်းပိုက်ထားတဲ့မိုးကုတ်နောင်ချိုကြောင်မဲတီဘောမိုးမိတ်မျိုးများမှထွက်ခွာပြီးပလောင်ကိုပိုင်အုတ်ချုပ်ခွေရဒေသဖြစ်သည့်နန်းဆန်နှင့်မန်တုံမြို့နယ်အထိပြန်ဆုတ်ခွာရန်တောင်းဆိုခဲ့သည် စစ်ကောင်စီအဆိုပါတောင်းဆိုချက်ကိုသဘောမတူနိုင်တဲ့ဖြင့်ဆွေးနွေးမှုရှေ့မတိုးနိုင်သေးပေလာမီအော်ကုတ်လာတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြသည်ဟု TNL ကမေလ2ရက်နေ့ညနေ3နာရီခန့်တွင်ထုတ်ပြန်ခဲ့သည် ။လေကြောင်းမှာပုံကျခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ထိုးစစ်ဆင်ခြင်း၊စသည့်ပစ်ခတ်တိုက်ခိုက်မှုများအလုံးရက်တဲ့ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေဂျင်စီနှင့်ကိုကန်တပ်ဖွဲ့ MNDAA ကဲ့သို့တဆင်တိုးအပစ်ခတ်ရဲစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှူကျွန်းမှကမကထပြုအလေးထားဂျိုပန်ပြီးနှစ်ဖက်တွေ့ဆုံမှုများအလျင်မြန်တိုးတက်လာစေရန်ဆောင်ရွက်ခဲ့တယ်ဟု TNLA ကအဆိုပါသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်မြို့တွင်ကင်းထောက်လျင်များဝဲနေခဲ့ပြီးလေကြောင်းပုံးကျဲမှုများခက်ဆိတ်ဆိတ်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ TNLA အုပ်ချုပ်သောမြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်လူထုကိုရည်ရွယ်ချက်ရှိရှိပုံးကျဲနေကြောင်း TNLA ကထုတ်ပြန်ထားသည်။ဒေသခံပြည်သူများအနေဖြင့်စစ်ကောင်စီ၏ပုံးကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရေးသတိအမြဲရှိရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန် TNLA ကအသိပေးထားသည်။